ဟဘာဘုံမှာရှားပါတဲ့အေယာဝတီမြဝကျွန်းပေါ်ဒေသရှိဂျိုးကြောင်းနေငမျိုးစေ့တွေဟာမြို့သုံးလူနေပါအန္တရာယ်နဲ့ရင်ဆိုင်နေရကြောင်း WCS Wildlife Conservation Society မှဥသက်စော်နိုင်ရဲ့ကြေညာမှုအရာသိရပါတယ်။ကဘာပေါ်မှာဂျိုးကြောင်းငမျိုးစေ့များစွာရှိတဲ့အနက်အေယာဝတီမြဝကျွန်းပေါ်ဒေသရှိဂျိုးကြောင်းနေငမျိုးစေ့တွေဟာအလွန်ရှားပါလာတဲ့မျိုးစေ့တစ်မျိုးဖြစ်ပြီးမြန်မာနိုင်ငံမှာအေယာဝတီမြဝကျွန်းပေါ်ဒေသမှာအ धिक ရှင်သန်ပေါက်ဖွားလေရှိကအချိန်မီကာကွယ်ထိန်းသိမ်းစောင့်ရှောက်ခြင်းမပြုနိုင်ပါကမျိုးသုံးပြောက်ွယ်သွားနိုင်တဲ့မျိုးစေ့တစ်မျိုးဖြစ်ကြောင်းသိရပါတယ်။ ချိုးကြကောင်းနေငမျိုးစိတ်တွေရှားပါလာခြင်းနဲ့ပတ်သက်ပြီး WCS Wildlife Conservation Society မှဦးသက်စော်နိုင်ကအခုလိုပြောပါရယ်ကိုရိုနာနိုင်ငံမှာတော့ခေါဒီကတော့မတန်းတင်တဲ့ချိုးကြ၃မျိုးရှိချိုးကြ၃မျိုးထဲမှာမှအခုကိုရိုပြောတဲ့ချိုးကြကောင်းကြီးကကိုရိုနိုင်ငံမှာအမြင်နေတဲ့နဲ့နဲ့တဲ့နဲ့နှမျိုးတော့ပေါင်းနေမှာပေါ့အမြင်နေတဲ့ကိုရိုချိုးကြကောင်းကြီးကကိုရိုနိုင်ငံမှာအမြင်နေအနေနဲ့အပြုံတော့ချက်တော့ပါလိမ့်လို့အကွာလုံးနဲ့ပတ်သက်လို့တော့အမျိုးတုံးတော့အမြင်နေနေပိုင် တိကျတော့ကိုရောကို project လုပ်နေတဲ့အရာကိုညီမချုံပေါ့ပေါ့ညီမနဲ့ညီမတိကျတူဟိုကိုရောတင်းလို့မလုပ်တာဟုတ်အဲ့ရမင်းကြီးရဲ့မေးရစေတာဖြစ်ရတော့ကောင်းနေမေးရအတိကျတော့တချို့နေရာတော်တော်များများမှာတော့သူတို့နေ habitatis သူနေတဲ့ကျစားနေကြောက်ကုန်တာလေလူရသက်ဖြတ်တာရဲ့လူရသူတို့အပိုက်တွေဥွေဝင်ယူစားတာတွေကြောင့်ကိုရောနိုင်ငံမှာလည်းတကွာလုံးအုပ်ဖြစ်နေတာအဲဒါဆိုအဲ့ဒီမှာဆေးလောက်ရှိတူအလုပ်တမှသာပါဘာလို့လဲတော့ဘလောက်တိအောင်ကျင်းနေသူလဲဆိုအိုင်းမှာဆိုလို့ရှိရင်လုံးဝမျိုးပြုတ်သွားတာ တင်ကမှာသူတို့ဥစားကမောရဲနဲ့ကြမ်းလို့အဲဒီကောင်းတွေကြမ်းလို့ရီဆိုကျူးကြမ်းလို့ပဲသူတို့ကပြန်မွေးနေရသူတို့ကျိုးကြကောင်းနေငံမျိုးစိတ်တွေနေထိုင်ကြဆာရစကြက်မြများပြောက်ွယ်လာခြင်းလူတို့ရဲ့တက်ဖြတ်ဆက်တောက်မှုကိုခံရခြင်းနဲ့အတိုက်တွေဖြက်စီးခံရခြင်းတို့ကြောင့်မျိုးသုံးတော်မဲ့အန္တရာယ်နဲ့ရင်ဆိုင်နေရခြင်းဖြစ်ပါတယ်ကျိုးကြကောင်းနေတွေဟာလေခွင်ကိုင်းတော်နဲ့ရေဆက်ရှိသောနေရာတွေမှာနေထိုင်ကြဆာလေးရှိပြီးအများစုဟာလူတွေရဲ့စပားဆိုင်ခင်လေခွင်တွေမှာသာအတိုက်ပြုတ်လို့ရရှိကြတာကြောင့်လေသမားတွေကသူတို့ရဲ့အတိုက်ကိုနှောက်ယှက်ဖြက်စီးမှုပြုတ်လို့ရရှိကြကြောင်းသိရပါတယ် ချိုးကြကောင်းတွေကိုကမ္ဘာပေါ်မှာအိန္ဒိယနိုင်ငံရဲ့နေရာအချို့အရှိတောင်အာရှနိုင်ငံတွေနဲ့ဩစတြေးလျနိုင်ငံတို့မှာတွေ့ရှိရပြီးမြန်မာနိုင်ငံမှာတော့အရာဝတီမြို့ဝကျွန်းပေါ်ဒေသရှိရေကြီးမြို့ဟင်းတရမြို့ဝါခမမြို့ချိုင်လက်မြို့မော်လမြိုင်ကျွန်းမအူပင်မျိုးမြောင်းမြမျိုးနဲ့အိမ်မဲမျိုးတွေမှာအများဆုံးတွေ့ရှိနိုင်ပြီးအကောင်ကြီး900ခန်းသာကျန်ရှိနိုင်တော့တယ်လို့ခန့်မှန်းထားပါဗျာ